မင်္ဂလာပါရှင်လေတော်ဆစ်ဆောင်များအတွေ့ဆောင်းတဲ့အနှွေးထည်တွေအကူငီလိုအပ်နေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနေပြင်းတဲ့ဒီမော့ဆိုအနောက်ဖက်ချမ်းမှာရှိတဲ့လေတော်တင်နှစ်တုံးနဲ့စုံစည်းရာစတဲ့ဆစ်ဆောင်စခန်းတွေအတွေ့ဆောင်းတဲ့အနှွေးထည်တွေအကူငီလိုအပ်နေတယ်လို့ဆစ်ဆောင်ကော်မတီဝင်တွေကပြောပါတယ်ကရနေပြည်နယ်မှာအော်တိုဝလာလက်လယ်ပိုင်းကစပီးစောင်းဝင်ခဲ့ပြီးညပိုင်းနဲ့မနက်ပိုင်းတို့မှာတီတီတတာအေးလာပါဗျ။ အဆိုပါဆစ်ဆောင်စခန်းတော်မှာလူဦးရေတထောင်ကျော်ရှိပြီးဒမောဆုံမြို့နယ်အတွင်းကနေ၄နှစ်ကျော်ကြာစစ်ပေးသိမ်းရှောင်လာခဲ့ရသူတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်ဂိုလာစံပိုင်းကစပြီးဒမောဆုံမြို့နယ်အတွင်းစစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်ကုန်းတာကျေးရွာဒေါငန်ခါနဲ့ပတုံငန်ဆတဲ့ကျေးရွာတို့မှာရှိတဲ့နေရက်ပြန်ဆစ်ဆောင်တွေထပ်မံစစ်ပေးသိမ်းရှောင်ခဲ့ရပါတယ်။ 2025ခုနှစ်နစ်ဆန်ပိုင်ကစပြီးနိုင်ငံတကာကလူသားချင်းစာနာမှုအကူအညီတွေရပ်ဆိုင်လိုက်တာကြောင့်ဂရနီပြည်နယ်အတွင်းမှာရှိတဲ့အရက်ဖက်အဖွဲ့အစည်းတွေနဲ့လူမှုအတင်းအဖွဲ့တွေကစစ်ပေးရှောင်ကူညီမှုတွေရခင်နှစ်တွေတည်းရှော့နယ်လာခဲ့ပါတယ်။ ဒါအပြင်ခရနီပြေကြာကလာအုပ်ချုပ်ရေးကောင်စီ IEC ကလည်းဒီမော့ဆိုမြို့နယ်လွိုက်ကော်မြို့နယ်ဖဲကော်မြို့နယ်ဖရူဆိုမြို့နယ်နဲ့မဲဆဲမြို့နယ်အတွင်းမှာရှိတဲ့စစ်ပေးရှောင်တွေကစာနာရေးခါနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခက်အခဲတွေကြုံတွေ့နေရတယ်လို့အတည်ပြုထားပါတယ်ရှင်။